အာရစင်ချိုစိတ်နဲ့အာယုံကိုရှင်တွဲပေးထားတယ်ပန်ရောစင်ချိုအရာထဲမှာပြောကြတယ်ပစ္စည်းတန်ရောစင်သားတန်ရောစင်သမီးတန်ရောစင်ဆွေမျိုးတန်ရောစင်တကယ်တော့ပစ္စည်းရတဲ့တန်ရောစင်မဟုတ်ပါဘူး သာသမိကလည်းတန်ရောစင်မဟုတ်ဆွေရည်မျိုးတွေကလည်းတန်ရောစင်မဟုတ်တန်ရောစင်ဆိုတာအဲ့ဒီနှစ်ခုကြားမှာဆက်သွဲပြီးတော့တွေ့တာနေတဲ့အတွေ့အတာလေးကတန်ရောစင်ပါဖြုတ်လို့ဖြတ်လို့ရတဲ့အရာတစ်ခုအဖြုတ်မှအဖြတ်မှမယ်ဆိုရင်တန်ရောစင်မပြတ်ဖဲနဲ့ဒိဋ္ဌိဟာပြတ်လူတွေကပြောကြတယ်ဒီသာသမိတွေမကောင်းလို့ငါတန်ရောစင်ဖြတ်လိုက်တယ် ဆရာစင်ဖြတ်တာမဟုတ်ဘူးသာသမီအိမ်ကနေနှင်းချတာဟုတ်လားတိုးတော်လည်းဒီတန်ရစင်ပြတ်သွားလာလို့ဆိုရင်ပြတ်ဘူးပစ္စည်းတန်ရစင်ဆိုပစ္စည်းတွေစွန့်ပြရဒီပုံစံမျိုးကဒါတန်ရစင်ဖြတ်တဲ့နေမဟုတ်ဘူးเนาะတန်ရစင်ဖြတ်တယ်ဆိုတာဆက်သွယ်မှုဆက်သွယ်ထားတဲ့အရာလေးကိုဖြုတ် ဥပမာမယ်ဒီတင်ရှားအောင်ပြောမယ်ဆိုလို့ရှိရင်စကုနေနှစ်ခုဟာအတူတကွာရှိနေတော့လေသူစကုလေးနှစ်ချက်ဟာတစ်ခုနဲ့တစ်ခုကပ်ပြီးတော့မနေဘူးဒါတော့အဲ့ဒီစကုနှစ်ခုကြားမှာဂလူးလို့ခေါ်ကော်လေးနည်းနည်းထည့်လိုက်မယ်ဆိုရင်သူစကုလေးကပ်အဲ့တော့ဒီစကုနှစ်ခုရဲ့ တွေ့ကတ်တော့အောင်လုပ်ပေးတာကောပဲဖြစ်တယ်။ဟိုဆက်ကူကြောင့်ဒီဆက်ကူကတ်တာမဟုတ်ဘူးဒီဆက်ကူကြောင့်ဟိုဆက်ကူကတ်တာမဟုတ်ဘူး။အဲ့ဒီဆက်ကူလေးနှစ်ခုခွာခြင်းလို့ရှိရင်အလဲကကွာကော်ကလေးပဲဖြောင်းကော်ကလေးအပြော့သွားအောင်ကော်အစည်းလေးရော့သွားအောင်လုပ်လို့ရှိရင်ကွာသွားတာ။အဲ့တော့တွဲနေတိုင်းတန်ရောစင်မဟုတ်ဘူးပေါ့။ဒါကြောင့် ခွင်ရတဲ့တွေရုပ်ခန္ဓာကိုယ်ကြီးကိုကျိုးနဲ့ချီနှောင်ထားမယ်ဆိုလို့ရှိရင်အိုးနှောင်ထားမှချီနှောင်ထားမှသိတာနှောင်ကျိုးကြီးရှိမှသိတာသို့တဲ့စိတ်ရဲ့နှောင်ကျိုးတွေကပိုပြီးတော့များတယ်စိတ်ရဲ့နှောင်ကျိုးတွေကိုသိအောင်လုပ်ဖို့အရေးကြီးတယ်ကိုယ်ကာယကြီးကဘလောက်လွတ်လပ်တယ်လို့ထင်ထင် စိတ်ထဲမှာရှိတဲ့တန်ရစဉ်ဂျိုးလေးတွေမပြတ်သေးဘူးဆိုရင်ဘယ်တော့မှမလွတ်လပ်ဘူးအဲ့ဒီတန်ရစဉ်ဂျိုးလေးတွေဘယ်ပုံပဲနည်းဖြတ်တဲ့နဲ့တန်ရစဉ်ဆိုတာဘာတွေလဲဆိုတာပထမတွေးအောင်ရှာတွေးအောင်ရှာပြီးထိုတန်ရစဉ်ကိုဘယ်ပုံပဲနည်းဖြတ်ရမယ်ဒါတရားပဲတရားနိလန့်နဲ့ဖြတ်